ခလေးကြီးထွားမှုကိုနှောက်ယှက်နေတဲ့ခေတ္တရန်သူများမိဘတယောက်အနေနဲ့ကိုမွေးထားတဲ့ခလေးနဲ့ပတ်သက်လို့အရေးကြီးဆုံးအချက်ကိုပြောပါဆိုရင်ခလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုပဲဖြစ်မယ်ထင်ပါတယ်နော်ခလေးတယောက်ရဲ့ကြီးထွားဖွံ့ဖြိုးမှုကဖေဖေမေမေတို့အတွက်အရေးပါတယ်လို့ဒီအပေါ်မှာတက်ရောက်နေတဲ့အချက်တွေကလည်းအများကြီးပါနော်အခုတစ်ခေါက်တော့ဖေဖေမေမေတို့အမှုမဲ့အမှန်မဲ့ဖြစ်နေနိုင်ပြီးတော့ခလေးကြီးထွားမှုကိုနှောက်ယှက်နေတဲ့ခေတ္တရန်သူများအကြောင်းကိုသတိထားနိုင်စေဖို့ပြောပြပေးသွားပါမယ်နော် တာမီမီတို့အဖွဲ့မျိုးစုံကာလခလိတယောက်ရဲ့ကြီးကျော်ဖွံ့ဖြိုးမှုဆိုတဲ့နေရာမှာရုပ်ပိုင်းဆိုင်ရာအရာအရက်အမြင်ကိုလေးချင်းစတာတွေပါဝင်နေတယ်လို့စိတ်ပိုင်းဆိုင်ရာအဖြစ်တင်ယူနိုင်စွမ်းနားလည်နိုင်စွမ်းနေလဲပါဝင်နေပါတယ်နော်ကလေးတွေကအသက်အရွယ်အလိုက်ကြီးထွားဖွံ့ဖြိုးမှုကိုရရှိပေမဲ့သူတို့လေးတွေရဲ့အကောင်းဆုံးသောဖွံ့ဖြိုးမှုအချိန်တွေကအသက်နှစ်နှစ်ကနေ၉နှစ်တာအတွင်းပဲဖြစ်ပါတယ် ဒီကာလတွေမှာတသမီမီတို့ကရုပ်ပိုင်းဆိုင်ရာအားဖြင့်အရက်တွေရှည်လာတာကိုယ်လေးချိန်တက်လာတာတွေရှိလာနိုင်တယ်လို့တိမတ်နိုင်စွမ်းနေတင်ယူနိုင်စွမ်းနေလဲတိတိတသာတိုးတက်လာနိုင်ချိန်မှာဘာဝအရာလဲခလေးကအသက်အလိုက်ကြီးထွားလာနိုင်ပေမဲ့ဒါကိုအထောက်အကူဖြစ်စေဖို့အာဟာရကစလို့လိုအပ်တဲ့ကိုလက်လှုပ်ရှားမှုတင် जा ပေးမှုတွေအစုံအစအစအရာကိုလူလီသိမရှိအောင်ဖြည့်ဆည်းပေးဖို့လိုအပ်ပါတယ်နော် တိုးတက်လာတဲ့ခေတ်အရာကလေးတွေက အရင်ကထက်ပိုပြီးတက်တော့တက်တာနေနိုင်လာနိုင်တယ်လို့တစ်ဖက်မှာလည်းဘေးထွက်ဆိုးကျိုးတွေရှိနေပါတယ်။ဒီဆိုးကျိုးတွေကကလေးရဲ့ကြီးထွားမှုကိုထိခိုက်စေတာတွေဖြစ်လာနိုင်ပါတယ်နော်။ကလေးကြီးထွားမှုကိုနှောက်ယှက်နေတဲ့ခေတ်သစ်ရန်သူများကဘာတွေလဲဆိုတာကိုအတူတူလိုက်ကြည့်လိုက်ကြရအောင်နော်။ပရမတ်တစ်ခုက ဖုန်းသုံးတာပါအခုနောက်ပိုင်းကာလမှာစမတ်ဖုန်းတွေအသုံးပြုလာတာတွေကတွင်ကျယ်လာပြီးတော့လူကြီးတွေတွေမဟုတ်ပဲကလေးတွေပါစမတ်ဖုန်းတွေအသုံးပြုလာကြပါတယ် ကလေးတွေကလှုပ်လှုပ်ရှားရှားကစားရမယ့်အချိန်မှာ smartphone တွေကိုတစ်ချိန်လုံးကြည့်နေတာကကလေးရဲ့ကြီးထွားမှုကိုအနှောင့်အယှက်ဖြစ်စေပါတယ်နော်။နောက်တစ်ခုကအထိုင်များတာပါ။ ။ကလေးတွေကအခုနောက်ပိုင်းမှာဖုန်းသုံးတာ TV ကြည့်တာတွေနဲ့အချိန်တော်တော်များများကိုကုန်ဆုံးလေးရှိကြပါတယ်။ဒီလိုအချိန်ကုန်ဆုံးတာကအထိုင်များတာတွေကိုဖြစ်စေပါတယ်။ဒီလိုအထိုင်များတာကကလေးရဲ့ကြီးထွားမှုကိုလည်းအနှောက်ယှက်ပေးနေပါတယ်နော်။နောက်တစ်ခုကလွတ်လွတ်လပ်လပ်ကစားစရာနေရာမရှိတာပါ။အခုနောက်ပိုင်းကအရင်ကလိုခြံဝန်းကျယ်ကြီးတွေနဲ့နေတာတက်တိုက်ခန်းတွေကွန်နိုတွေမှာပုံနေပြစ်လာကြပါတယ်။ဒါကြောင့်ပဲကလေးတွေမှာလွတ်လွတ်လပ်လပ်ကစားစရာနေရာမရှိတာဖြစ်လာပါတယ်။ အထူးသဖြင့်မြို့ပြတွေမှာနေတဲ့ကလေးတွေပေါ့နော်ဒီလိုမျိုးကလေးတွေမှာလွတ်လွတ်လပ်လပ်ကစားစရာနေရာမရှိတာကကလေးရဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကိုလည်းထိခိုက်စေနိုင်ပါတယ်နောက်တစ်ခုကအာဟာရမရှိတဲ့အပြင်စားတွေတရေစားတွေကို အစားများလာတာပါ အရင်ကကလေးတွေကထမင်းနဲ့အိမ်မှာမိခင်တွေကိုယ်တိုင်လုပ်ပေးထားတဲ့တရေစားတွေကိုပဲအစားများကြတာပါ အခုနောက်ပိုင်းမှာတော့ကလေးတွေအတွက်အမျိုးမျိုးသောတည်ရည်သားတွေကထွက်ပေါ်လာတာကြောင့်ကလေးတွေကအပြင်းသားတွေတည်ရည်သားတွေကိုပိုစားလာကြပါတယ်။ဒီအစားအစာတွေက အာဟာရပါဝင်မှုနည်းပြီးတော့ကလေးကိုအဝါလွန်စေတာအပြင်အမျိုးမျိုးသောကျန်းမာရေးပြဿနာတွေကိုလည်းဖြစ်စေနိုင်တယ်လို့ကြီးထွားမှုကိုလည်းအနှောက်အယှက်ပေးနိုင်ပါတယ်နော်။ဒါဆိုဒီဘက်ကမှာကလေးကိုအကောင်းဆုံးကြီးထွားစေဖို့မဖြစ်နိုင်တော့ဘူးလားဆိုတာမဟုတ်ပါဘူးနော်။ဖြည့်ရှင်းတွေရှိပါတယ်။ ။ဒါတွေကတော့ကလေးကိုအိတ်ချိန်ပြေဝအောင် ယူဆိုင်တာပါ။ကလေးကိုရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါကောင်းကောင်းဖွံ့ဖြိုးစေဖို့ဆိုရင်ကလေးကိုအိတ်ချိန်ပြေဝစေဖို့ယူဆိုင်ပေးပါနော်။အိတ်ဆက်ချိန်ပြေဝတာကကလေးကိုအသက်အရွယ်လိုက်ရှိတဲ့နဲ့ကြီးထွားမှုကိုရရှိစေဖို့အကောင်းဆုံးသောအထောက်ပံ့ပေးဖြစ်ပါတယ်။ဒါကြောင့်ကလေးကိုညဘက်တိုင်းမှာအနည်းဆုံး8ချိန်8နာရီရှိအောင်တော့ဂယူဆိုင်တင်ပါတယ်နော်။နောက်တစ်ခုကကလေးကိုကိုလတ်လှောက်ရှာမှုရှိအောင်ယူဆိုင်တာပါ။ကလေးကကစားစရာနေရာမရှိတာမှန်ပေမဲ့ နေထိုင်ရာအိမ်ထဲမှာပဲကလေးကိုထိုက်တဲ့ကိုလက်လှုပ်ရှားမှုတွေကိုလှုပ်ဆောင်ပေးတင်ပါတယ်နော်ဥပမာကရိယာလွတ်လေ့ကျင့်ခန်းလုပ်တာမျိုးဖြစ်ဖြစ်ကတာမျိုးဖြစ်ဖြစ်ပေါ့နော်တချင်းမျိုးမျိုးလေးတွေနဲ့ကလေးကိုကစားစေတာကလည်းစိတ်ရောကိုယ်ပါကောင်းကောင်းဖွံ့ဖြိုးစေနိုင်ပါတယ်ရှင်နောက်တစ်ခုကစမတ်ဖုန်းအသုံးပြုတာကိုကန့်သတ်လိုက်တာပါစမတ်ဖုန်းနေပေးသုံးလိုက်ရင်ကလေးကငြိမ့်နေထိရတာတက်တာရယ်ဆိုပေမဲ့ကလေးကတစ်ချိန်လုံးဖုန်းသုံးနေမယ်ဆိုရင်တော့လှုပ်ရှားမှုနေပြီးကြီးထွားမှုကိုအဟန့်တားဖြစ်စေမှာပါ ။ဒါကြောင့်ကလေးကိုစမတ်ဖုန်းပေးမသုံးတာကအကောင်းဆုံးပါ။ဒါပေမဲ့ကလေးအတွက်တင် जा ရေးအထောက်အကူပြုအစီအစဉ်လေးတွေပြကျင်နေဆိုရင်တော့စမတ်ဖုန်းကိုအချိန်တစ်ခုနဲ့ပဲပြီးသုံးသင့်ပါတယ်နော်။နောက်ဆုံးတစ်ခုကအာဟာရဂရုစိုက်တာပါ။ကလေးကိုအကောင်းဆုံးဖွံ့ဖြိုးစေဖို့လှုပ်ဆောင်ပေးလို့ရတဲ့နောက်ထပ်နည်းလမ်းတစ်ခုကတော့နေ့စဉ်အာဟာရကိုဂရုစိုက်တာပါ။ ကလေးရဲ့နေ့စဉ်စားသုံးမှုကနေအသင့်စားအမြန်စားအစားအစာတွေကိုဖယ်ထုတ်ပြီးတော့အာဟာရဖြစ်စေမယ့်အိမ်ချက်အစားအစာတွေကိုပြင်ဆင်ပေးလို့ရတယ်လို့နေ့စဉ်စားသုံးမှုမှာဖြည့်စက်အာဟာရအနေနဲ့ကလေးတယောက်ကြီးထွားဖို့လိုအပ်တဲ့ဗီတာမင်နဲ့တတ်ထုတွေပြည့်ပြည့်ဝဝပါဝင်နိုင်အောင်ဖော်စပ်ထုတ်လုပ်ထားတဲ့ဖော်မြူလာနိုးကိုလည်းပြင်ဆင်ပေးလို့ရပါတယ်နော်။ပြည်မေမေတို့အနေနဲ့ဒီအချက်တွေကိုဂရုစိုက်ပေးမယ်ဆိုရင်ကလေးကိုခေတ္တရန်သူတွေကြောင့် ကြီးထွားမှုအနှောက်ယှက်ဖြစ်စေရာကနေကင်းဝေးစေမှာပါလို့ပြောကြရင်လည်းဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေ။အားလုံးပဲနေကောင်းကြပါစေနော်။